ငါပါဗျကျွန်တော်ဒီနေ့မှာတော့ဖုန်းထဲမှာရှိတဲ့ Gmail ခေါ Facebook ခေါ password တွေကိုပြန်ကြည့်နေမြောက်ပြီးမှဖြစ်ပါတယ်အဲ့တော့ဒီနေ့လေးကတကယ်အသုံးဝင်ပါတယ်ဗျကဲမေတာတောင်းတဲ့မိတ်ဆွေများအတွက်မြောက်ပေးခြင်းဖြစ်ပါတယ်အဲ့တော့ကျွန်တော်မိတ်ဆွေတင်တဲ့သားတွေကိုပသိသိတဲ့မိတ်ဆွေများကိုသိရှိတော့မြောက်ပေးခြင်းဖြစ်ပါတယ်ဗျ Okay ဒါဆိုရင်ကျွန်တော်တို့ကိုယ့်ဖုန်းထဲမှာရှိတဲ့ Gmail account တွေ account တွေအားလုံးပေါ့နော် Gmail account တွေ Facebook account တွေ password တွေပြန်ကြည့်မှုအတွက်နည်းလမ်းတစ်ခုရှိပါတယ်ဟိုပထမနည်းလမ်းကတော့ကျွန်တော် Chrome browser ကိုသွားမယ် အာကျွန်တော် Chrome browser ကိုသွားမယ် okay Chrome browser ကိုသွားမယ် Chrome browser ကိုရောက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဒီမှာရှိတဲ့ Chrome browser ကိုရောက်ပြီဆိုလို့ရှိရင်ကျွန်တော်ဒီမှာအဆက်30ရှိပါတယ်အလားလေးကိုနေပြလိုက်ပါဗျအဆက်30ရပြီဆိုလို့ရှိရင်တော့ setting ရှိပါတယ်ဗျဒီမှာเนาะ setting လေး okay ဒီမှာဒီ setting လေးကိုနေပြပါဗျဒါဆိုလို့ရှိရင်ကျွန်တော်တို့တွေဒီညလေးကိုရောက်လာပါပြီ။ရောက်လာပြီဆိုလို့ရှိရင်တော့ဒီမှာကျွန်တော်တို့ကိုခဲ password manager ဆိုတာရှိပါတယ်ဒီမှာเนาะ အဲဒီမှာ Google Password Manager လေးရှိပါတယ်ဒါလေးကိုတစ်ချက်လောက်နှိပ်လိုက်ပါဗျာ Okay ဒီဟာလေးကိုနှိပ်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်ဒီမှာဖုန်းထဲမှာရှိတဲ့ Facebook account တွေအဲတော့ Facebook account တွေဘာ account တွေရှိတယ်မှာဖုန်းထဲမှာဖွင့်ထားတဲ့ account တွေအားလုံးဒီမှာလာပေါ်ပါတယ်ဒီမှာကျွန်တော်ဆိုရင် 5 5កောက်ប៉ុណ្ណោះដល់ဆိုရင်ကျွန်တော်ဒီဖုန်းထဲမှာ5 5កောက်လောက်ရှိပါတယ်အဲ့ဒါလေးကိုကျွန်တော်တစ်ချက်ဖွင့်မယ်သူ့ဖွင့်မယ်ဆိုလို့ရှိရင်ဖုန်းထဲမှာကျွန်တော်တို့က password တွေ pin တွေ lock တွေ finger တွေထားဖို့လိုပါတယ်အဲ့တော့ထားထားထားပေါ့နော်ထားမယ်ဆိုလို့ရှိရင်အဲ့ဒါလေးပြန်ပြန်ပြီးတော့ကျွန်တော်တွေပေးပေးရပါတယ်ဖုန်းဖုန်းစကွင် lock ပေါ့နော်အဲ့ဒါလေးကိုကျွန်တော်နှိပ်လိုက်မယ်ဒါဆိုကျွန်တော်ဖုန်းကိုဖုန်းရဲ့ password သုံးဖို့ finger တွေမှာလာတောင်းပါတယ်အဲ့တော့ကျွန်တော်လည်း finger သုံးဖို့ password လေးကျွန်တော်ပေးလိုက်မယ်နော် โอเคအဲ့ဆိုလို့ရှိရင်ဒီမှာကျွန်တော်တို့ကျွန်တော်ရဲ့ Facebook account တွေ password တွေကိုအလွယ်တကူလာကြည့်လို့ရပါပြီအဲ့တော့ကြည့်ကြည့်မယ်ဆိုရင်လည်းရှင်းလည်းလွယ်ပါတယ်ဒီမှာရှိတဲ့မျက်လုံးပုံလေးကိုနှိပ်ပြီးကြည့်လိုက်ရပါပဲဗျာเนาะအေးစေးပါပဲဒီမှာကျွန်တော်တို့မျက်လုံးပုံလေးကိုနှိပ်ပြီးကြည့်လိုက်မယ်ဒီဒီမှာဆိုလို့ရှိရင်လည်းဒီမှာကျွန်တော်တို့ရဲ့ဒီမှာဒီမျက်လုံးပုံလေးကိုနှိပ်ပြီးကြည့်လိုက်ရပါပဲဒီမှာเนาะအဲ့ဒီမှာပါဗျာเนาะโอเคโอเคအဲ့ဆိုရင်အားလုံးပဲနံပါတ်နံပါတ်1နီလန်းကတော့အားလုံးကြည့်တက်ပြီးထင်ပါတယ် အဲ့တော့ကျွန်တော်တို့ဒါဆိုရင်နံပါတ်နီးလဲအဲ့တော့ကျွန်တော်တခါတည်းပြပေးမယ်ဗျာနော်အဒီကြလေးကိုကျွန်တော်တစ်ချက်နှိပ်ပြပေးမယ်โอเคဒီမှာနော်โอเคဒါမျိုးလေးပဲဖြစ်ပါတယ်โอเคအဲဆိုလို့ရှိရင်ကျွန်တော်တို့ကဒီကြလေးကြည့်တက်ပြီဆိုလို့ရှိရင်နံပါတ်1နီးလန်းသွားမယ်နံပါတ်1နီးလန်းကိုတော့ရ Gmail software တွေကိုသွားမယ် Gmail software တွေပါ update မလုပ်ရသေးရင် update တွေလုပ်ပေးထားနော်အဲ့တော့ update က Play Store မှာသွားလုပ်လို့ရပါတယ်အဲ့တော့ကျွန်တော်တခါတည်းပြပြပေးမယ်ဗျာအဲ့တော့ကျွန်တော်ဒီမှာ Play Store မှာ Gmail ကိုရိုက်ရှာမယ် Gmail ပေါ့ โอเคမှာ Gmail ပေါ့เนาะโอเค Gmail ဆိုလို့ရှိရင်ကျွန်တော်ကဒီမှာ update လုပ်ပြီးပြီတခါတည်း open ပေါ်တယ်အဲ့တော့ကျွန်တော်ဒီမှာဒါဆိုရပြီပေါ့เนาะโอเคရဆိုကျွန်တော် software တွေဝင်လိုက်မယ် software တွေဝင်ပြီးပြီဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ account profile တွေကိုတစ်ချက်နှိပ်မယ်ဒီမှာ profile လေးရှိတယ်ဒါလေးကိုနှိပ်လိုက်မယ်နှိပ်မယ်ဆိုလို့ရှိရင်ဒီမှာ manage your account လေးရှိပါတယ် manage your account လေးကိုနှိပ်လိုက်ပါဗျာဒီမှာเนาะ မနေ့ရောခောက်လေးကိုနေလိုက်မယ်โอเคဒါဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့သူရဲ့ setting တွေကိုဝင်လာပါပြီအဲဒီထဲကိုရောက်လာပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာ password manager ဆိုတာရှိပါတယ်အဲ့ဒါဒီမှာเนาะဒီမှာ password manager ရှိတယ်အကွေဒီနေရာမှာလည်း password manager ရှိတယ်ဒီနေရာမှာလည်းဒီနားမှာလည်းတက်တစ်ခုပေါ့เนาะအဲ့ဒါလေးကိုကျွန်တော်တစ်ချက်လောက်တစ်ချက်လောက်ကျွန်တော်နေကြည့်လိုက်မယ် โอเคအဲ့လိုနေကြည့်နေမယ်ဆိုရင်ဒီမှာဒီကောင်ပို့ပြီးများတယ် Gmail account တွေရော Instagram တွေရော Mika တွေရော Facebook တွေရောအဲဒီမှာ Xiaomi account တွေပါကုန်ပါတယ် account မှာသမျှ password တွေအားလုံးပြန်ကြည့်လို့ရပါတယ်ဗျအဲ့တော့ maximum channel တွေကိုပြန်ကြည့်ရမှာပဲကျွန်တော်တခုကြည့်ပြမယ်နော်အဲကျွန်တော် Facebook account ကိုပြန်ကြည့်မယ်ဆိုပါတော့ Facebook လေးကိုနှိပ်လိုက်မယ်ဆော့ဆော့လို့ပဲကျွန်တော်ဖုန်းထဲမှာ password တွေ pin နဲ့ finger တွေထားရမယ်အဲ pin password pin finger လေးပြန်တောင်းတာပေါ့နော်ဒါလေးကိုကျွန်တော်တို့တွေပြန်ပေးမယ် ပေးပြီးတော့ဖွင့်ဖွင့်လိုက်မယ်ဒါဆိုရင်သူတို့ခုနလိုပဲကျွန်တော်တို့တွေဒီမှာရှိတဲ့အဲကျွန်တော်တို့တွေအဲဒီမှာပေါ့နော်အဲကျွန်တော်ဒီမှာမျက်လုံးပုံလေးကိုနှိပ်ပြီးတော့ password လေးကြည့်လိုက်ရုံပါပဲဒါပါပဲဒါလေးပဲเนาะပြီးသွားပါပြီဒါဆိုရင်ရမ်းလွယ်တယ်အဲ့ဒီတိုင်းမှာကျွန်တော်တို့ကဒီမှာ ဟိုမှာ Instagram တွေကိုခဲတွေအဲဒီမှာ Xiaomi ကောက်တွေပါတွေ password ပြည့်ကြည့်နေမှာတခါတည်းတစုတစီကြကြည့်လို့ရပါတယ်ဗျ Okay ဒီလောက်ဆိုအားလုံးပဲကြည့်တတ်မယ်ထင်ပါတယ်ဗျာเนาะအားလုံးပဲအဆင်ပြေပါစေမိတ်ဆွေများအဲ့တော့အဆင်ပြေတာလေးလေးတိလွတ်သေးတွေခွန်မမမေးခဲ့ပါ အဲ့မင်းစီမှာဖုန်းနဲ့ပတ်သက်တာလေးတွေအဲ့တော့ကျွန်တော်တို့တွေဒီဒီဖုန်းနဲ့ပတ်သက် Gmail တို့ Facebook တို့စပိတ်ပေါ့နော် YouTube တို့စပိတ်ကျွန်တော်ဆိုင်ရဆိုင်ဒီပညာလေးသိချင်တာလေးလည်းမေးခဲ့လို့ရပါတယ်ဗျကျွန်တော်ခုလိုပဲဗီဒီယိုလေးနဲ့ပြန်လည်ရှင်းပြပါတယ်အားလုံးကျေးဇူးတင်ပါတယ်ဗျဆန်ချန်နဲ့တက်လို့ဆိုရင်လည်း Like and Subscribe နဲ့ပြီးအားပေးကြပါဦးဗျအားလုံးကျေးဇူးတင်ပါတယ်ဗျ